တ်တန်းအောင်ပြီးကြတဲ့အငါဒီလုတ်တင်ရလို့ရဖို့အားထုတ်ခဲ့ရတာ project တွေအောင်မြောင်လဲငါအဆန်းကုန်စူးစမ်းခဲ့ပြီဒီတစ်ခါတော့ဒီ project coordinator ရတို့ကတော့တေချာပေါင်းကအတွက်ပဲ အဲ့တော့ကုမ္ပဏီမှာလည်းဒီနှစ်အတွက်အောင်မြင်မှုတွေအများကြီးရခဲ့တာဖြစ်တဲ့အတွက်ကုမ္ပဏီမှာဆက်လက်ပြီးတော့ဥဆောင်မှုအတွက် project coordinator ရာတို့ကိုကြီးမြင့်ပေးတော့မှာဖြစ်ပါတယ်။အဲ့ဒါကိုရသွားတဲ့သူကတော့မချေကြီးပဲဖြစ်ပါတယ်။မချေကြီးအတွက်အားလုံးလက်ခုပ်လေးဒီပေးကြပါအောင်နော်။ဘာမချေကြီးလဲ။

โอเคမင်းရဲ့စမ်းစာရေကိုကိုတို့အတိအမှတ်ပြူတယ်။အန်ကြီးကလုပ်ငန်းခွင်မှာလည်းတက်တက်ကြွကြွနဲ့မငြင်းမညူပဲနဲ့လှုပ်ရှားရဲဆိုတာလည်းသိတယ်။ဒါပေမဲ့ project coordinator ရာလို့ဆိုတာကခေါင်းဆောင်မှုနဲ့ပြောရပိုင်းနေလိုအပ်တယ်။ဘတ်ဂျက်ဒီမှာကတော့စီဝါရေးဆိုင်ရာဘွဲကိုရရှိကြရတဲ့ကြောင့်မလို့သူ့ရဲ့ project တွေကစနစ်ကြတယ်။ပြီးတော့အခြေခံပိုင်းတွေကိုတက်ကြွနားလည်ထားရတဲ့ကြောင့်မလို့စီဝါရေးအမြင်ပုံရှိတယ်။အဲ့ဒီအချက်တွေက company drag တကယ်ကိုအရေးကြီးတယ်ကွာ။ဟုတ်ကျွန်တော်နားလည်တော့ကျွန်တော်ဒီရာတို့အတွက် ညာရေးအခြေခံအားနည်းနေတရားပဲ။ညီရဲ့ဘာမှစိတ်မပူပါနဲ့ခုခေတ်မှာကစူးစမ်းနေုံနဲ့လည်းမရဘူးပညာရေးရလည်းအရေးကြီးလာပြီ။မင်းကအခုတက်ခဲ့တဲ့အကြောင်းတစ်ခုကိုညွှန်ပြမယ်။အဲ့ဒီကိုသွားပြီးလေ့လာကြည့်ပေါ့ကွာ။အဲ့ဒီမှာကငါညီအတွက်လိုအပ်တဲ့စီဝါရေးဆိုင်ရာစီမံခန့်ခွဲမှုပညာရေးတွေကိုအကုန်လုံးလေ့လာနိုင်တယ်။အခုတော့ကလည်းအလုပ်တစ်ဖက်နဲ့ကြောင်းတက်ခဲ့ရတာပေါ့ကွာ။ညီရဲ့စူးစမ်းအထောက်မှုနဲ့ပညာရေးနဲ့သာပေါင်းလိုက်မယ်ဆိုရင်ပိုကောင်းတဲ့အကျိုးမြတ်တွေရရှိလာနိုင်မယ်လို့အခုထင်တယ်။ ဟုတ်လားကိုအဲ့ဆိုကျွန်တော်တော့ပြီးစုံစမ်းကြည့်လိုက်မယ်လေကျွန်တော်အဲ့ကြောင်းရဲ့လိပ်စာတွေပေးလို့ရမလားမသိဘူးโอเคညီဒီတိတ်ရတာပေါ့ညညီမညီလေးရမင်္ဂလာပါမောင်လေးဟုတ်ဟုတ်ခိုင်မောင်ချင်းဟုတ် ဘယ်လိုဝင်နဲ့ပတ်သက်ပြီးတော့ပြောပြပေးရမလဲရှင်ကျွန်တော်စီးပွားရေးဖွယ်လေးနဲ့ပတ်သက်ပြီးမေးတယ်လို့ဗျာဟုတ်ကဲ့ပါရှင်စီဝိုင်းနဲ့စနေကံကိုဆိုင်ရဆိုလို့ရှင်တော့မအားလို့စီမှာဒီလိုမျိုး personal dummy ပုံစံလေးရှိပါတယ်။အဲ့မှာဆိုလို့ရှင်တော့ဟုတ်ဟုတ်ဘလိုလူမျိုးတွေစာပြီးတော့တက်လို့ရအောင်ကျွန်တော်ဆိုလို့ရှင် ပေါ့နော်ဒီ set down ပေါ့နော်စနေဟောင်း set down တော့အောင်ပြီးဒါပေမဲ့ဒီ BA နဲ့ပတ်သက်တဲ့ဟာတွေဘာမှမတင်ဘူးပေါ့အဲ့လိုလူမျိုးတွေဆိုရောဒါ ိတ်စိတ်ရှင်းပြပေးရလေးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီမှာရှိနေတဲ့ Be Honest in Business Management Program ဆိုလို့ရှိရင်မောင်လေးတို့လိုမျိုးပေါ့နော်အလုပ်လုပ်ပြီးတော့တက်ရောက်ဝင်တောင်းဆိုတာတွေအတွက်ကိုရန်ကိုအဆင်ပြေပါတယ်။အဲပြီးတော့ဒီမှာဆိုလို့ရှိရင်တင်ချမဲ့ဘာသာရပ်တရားဆိုလို့ရှိရင်စီးပွားရေးဖြင့်တန်ခိုးဆိုင်ရာတွေကိုစာပြနေတင်ချအောင်မှာဒါကြောင့်မို့မောင်လေးတို့အခုလိုမျိုးလုံးလုံးကိုင်နေတဲ့ခါမျိုးမှာဆိုလို့ရှိရင်လုပ်ငန်းခွင်မှာပြင်ပြီးတော့တစ်ခါရေးပြင်လည်ပြီးတုံးချလို့ရရပေါ့နော်။ပြီးတော့မောင်တို့ဒီမှာဆိုလို့ရှိရင် schedule တွေနေနေဆိုလို့ရှိရင် weekday class တွေ weekend class တွေရှိရဖြစ်တဲ့အတွက်အလုပ်လုပ်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင် weekday ပို့အတွက် အရင်အစီအစဉ်ရဲ့ program တစ်ခုဖြစ်ပါတယ်။အော်ဘယ်တော့မှဟို index ဆောက်ရှိမှာလဲ။ဒီဇင်မာနာဆန်နေရနေမှာအမတို့ DB honest business management program စတင်ပြန်လုပ်ဖို့ရှိပါတယ်ရှင်။ကျွန်တော်တက်ဖို့ဆုံးဖြတ်လိုက်ပြီဗျာ။ဟုတ်ကဲ့ပါ။ကျွန်တော်ကြားထားတာကဒီမှာ scholarship ပေးရလို့လည်းကြားတယ် scholarship program လေးရောကျွန်တော်တိလို့ရပါတယ်ဟုတ်ကဲ့ scholarship ချက်ထားဖို့အတွက်ဆိုလို့ရှင်ပေါ့เนาะမာလို့ဒီလိုမျိုးချက်လက်လေးနဲ့ဒီ email လေးပို့ပြီးတော့ချက်ထားလို့ရပါတယ်ရှင် ဟုတ်ကဲ့အဲ့ဒီမမောင်လေးမိနဲ့ထပ်ပြီးတိစင်နာမျိုးရှိလို့ရှင်မတို့ဖုန်းလေးနဲ့ဖြစ်စေဒါမှမဟုတ်ဖက်ဖက်လေးရဖြစ်စေမေးလို့ရပါတယ်ရှင်တိစင်လေးတွေလေဟုတ်ကဲ့ လို့ရင်သင်ယူခဲ့ရတဲ့ပညာကြီးကကျွန်တော်ဘဝကိုတကယ်ပြောင်းလဲပေးခဲ့တယ်။ကြာရုတွေလည်းတက်ခဲ့တယ်၊ကျွန်တော်ရဲ့အလုပ်ကိုင်တွေလည်းပူပူပြည့်အစင်ပြလာခဲ့တယ်။ စူးစမ်းမှုတိုင်းဟာတန်မှုရှိပါတယ်။ဒါပေမဲ့သင်ရဲ့ရွေးချယ်တွေကို LBU International College ကပေးတယ်။ပညာရေးအခြေခံနဲ့မြင့်တင်လိုက်ပါ Education for a promised future